ကမရလို့သွားတိုင်ကြတဲ့အခါမှာအလုတ်ရှင်ကနေပြီးတော့ရောကျွန်တော်တို့အလုတ်သမားတွေကိုပြန်ပြီးတော့တရားစွဲလို့ရလားဆိုတဲ့မေးခွန်းကိုဒီကနေ့ကျွန်တော်လာရောက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဦးဆုံးကတော့ကျွန်တော်ရွှေပြောင်းအလုတ်သမားတွေအနေနဲ့အလုတ်ရှင်ကနေပြီးတော့ကိုယ်လောက်အားကမပေးဘူးဆိုရင်တော့ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့နေရာသေးသေးမှာပေါ့နော်အရင်တိုင်းမှာရှိတဲ့စွာဒီကန်ကုမ္ခောင်းလေငါတို့ခေါ်တဲ့အလုတ်သမားကပဲဆောက်ရှောက်ရည်ရုံမှာသွားပြီးတော့တိုင်ကြရပါတယ်ခင်ဗျ။အဲတော့တိုင်ရာရှိနေတဲ့ဘဲသွားသွားဖွဲ့စည်းနေတဲ့ဘဲသွားသွား စကပြန်အနေနဲ့ပဲသွားသွားကိုယ့်အကူပဲသွားသွားအဲ့ဒီကိုပဲအားလုံးကသွားကြရတာဖြစ်ပါတယ်အဲ့မှာသွားလို့ရှိရင်ကိုယ်မှာအချက်လက်တွေတွေယူပြီးတော့ဘာလို့ဘယ်နည်းရဲ့ပေရှင်ကြီးကျွန်တော် OD မရရတယ်ဘယ်နည်းရဲ့ပေရှင်ကြီးလောက်အားကမရရတယ်လောက်အားကအပြည့်အဝမပြည့်တယ်ဘယ်တော့ကြာခဲ့ပြီလဲစသဖြင့်ပေါ့နော်ကျွန်တော်နောက်ဆုတ်ပြီးတော့နှစ်နှစ်နောက်ဆုတ်ပြီးတော့ကျွန်တော်တောင်းဆိုပြီးတော့ဟိုကျွန်တော်တို့အဲတွက်ဆိုချက်ပေးလို့ရတာပေါ့နော်အဲ့တော့အလုပ်ရှင်ရနေပြီတော့ဒါကကျွန်တော်တို့ကိုဥပဒေအရတတ်မှတ်ထားတဲ့အတိုင်းသူတို့ကတစ်ခါပြန်ပြီးတော့ပေးဆောင်ကြရမှာဖြစ်ပါတယ် ော်အဲ့ပေးတဲ့ခါမှာအလုပ်ရှင်နေပြီးတော့အဆင်မပြေသေးဘူးလာရောက်ညှိနှိုင်းလို့မရဘူးဆိုလို့ရှိရင်တော့ဒါအာစဝတိကယောဝနေပြီးတော့မလုပ်ရလဲဆိုတော့ချက်လက်တွေကိုစုဆောင်းပြီးတော့အလုပ်ကမှတရားရုံးတင်ပေးရတာဖြစ်ပါတယ်အလုပ်ကမှတရားရုံးတင်တာတော့အချိန်အားလုံးစုစုပေါင်းတော့ရက်ပေါင်း60အတွင်းမှာချက်လက်တွေစုစည်းပြီးတော့သွားပြီးတော့ဒီဟာအလုပ်ကမှတရားရုံးကိုပါပြီးတော့တင်ပေးရတာပေါ့ဗျာအဲ့တော့တရားရုံးကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ရှုပြောင်းအုပ်သမားတွေအနေနဲ့ကဒီတရားရုံးမှာပါဏမတ်ကျင်းညှိနှိုင်းဆွေးနွေးကြတဲ့ အဆင်မပြေကြဘူးအပြီးွားပြန်ပြီးနောက်ထပ်ရုပ်ရုံးပြန်ချိန်ပြန်ပြီးရုပ်ပြန်ချိန်လိုက်၃လ၄လကြာသွားလိုက်၄လ၆လကြာတခါလေးရနှစ်နဲ့ကြာပါတယ်နှစ်နဲ့လို့မရတဲ့ခါကျတော့နောက်ဆုံးတရားရုံးရောက်တော့တရားရုံးကနေပြီးတော့တခါအမိတ်ချလိုက်တယ်ဥပမာဘန်းငွေတသန်းဆိုကြပါစို့ဘန်းငွေတသိန်းဆိုကြပါစို့အလုသမားကိုပေးရမယ့်ငွေတွေကိုတခါတရားရုံးကနေပြီးတော့အလုရှင်ကနေပြီးတော့ဘသူဘဝကနေပြီးတော့ဒါအလုသမားကိုဒီလောက်ပေးရမယ်ဆိုအမိတ်ချလိုက်ပြီးချလိုက်တဲ့အခါမှာအလုရှင်ကနေပြီးတော့ပတ်စံကို ကျွန်တော်တို့ကမပေးသေးပဲနဲ့ပေါ့နော်တရားရုံးမှာအဲ့ဒီပတ်စံတသိန်းတော်လကောင်းတသန်းတော်လကောင်းကိုယ့်ရဲ့လုတ်အားကားတွေကိုသူတို့ကပုံချပြီးတော့ကိုယ့်ကိုအယူခံယူတဲ့ပုံစံမျိုးပေါ့နော်တရားရုံးကနေပြီးတော့အမိတ်ချလိုက်တဲ့အမိတ်အဲချမှတ်ချက်ကိုသူကအယူခံယူပြီးတော့တစ်ခါပြန်လဲပြီးတော့ဆွဲဒီကံရုံးတရားပြန်ဆွဲတယ်ကျွန်တော်တို့ကတရားပြန်ဆွဲတယ်ဆိုတော့လမ်းကြောင်းပဲရှိပါတယ်အဲ့တော့ကိုယ့်ဘက်ကမမာဘူးဆိုလို့ရှိရင်တော့ဘယ်ချိန်ပဲဖြစ်ဖြစ်ဘလောက်ပဲကြာကြာပေါ့နော်ကိုယ့်ဘက်ကပဲအမှုနိုင်ပါပဲနော်ကိုယ်ပဲနိုင်ပါပဲနေမှုကဒါပေမဲ့အချို့တွေကကြတော့ အချိန်ကိုမပေးနိုင်ကြဘူးမဆန်ရတဲ့ခါကျတော့လူကိုရှာလို့မရတော့ဘူးဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းတော့ဟိုမျိုးရောက်လိုက်ဒီမျိုးရောက်လိုက်ပေါ့နော်ကျွန်တော်ရွှေ့ပြောင်းအလုပ်သမားတွေဆိုတော့လေအများအားရွှေ့ပြောင်းနေကြရတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အမျိုးတွေအနေနဲ့တခုလေးသိထားရမှာကတော့ပထမအဦးဆုံးကျွန်တော်တို့တိုင်ကြတဲ့အခါမှာတော့ဒီ sorry ကရုံးပါပဲအဆင်ပြေသွားမယ်ဆိုရင်တော့ကျွန်တော်တို့ရရက်ပိုင်းအတွက်လပိုင်းအတွက်အဆင်ပြေသွားတာပေါ့နေ့နာတို့အဆင်မပြေဘူးတရားရုံးရောက်သွားပြီဆိုတာနေ့နဲ့ချီပြီးတော့အချိန်နဲ့အများကြီးပြင်ဆင်ထားဖို့အတွက်ကိုလည်း ပြောလို့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းဗီဒီယိုလေးတွေချင်းရှေ့မှာလည်းကျွန်တော်ပြောခဲ့ဘူးတာရှင်းပြပေးခဲ့ဘူးတာတွေလည်းရှိကြပါတယ်เนาะဒါပေမဲ့နောက်ထပ်မသိသေးတဲ့လူတွေလည်းအများကြီးရှိတယ်ဒါရောမသိသေးတဲ့လူတွေပြန်လည်းမျှဝေပေးခြင်းအားဖြင့်လည်းအချင်းချင်းလည်းကူညီပေးနိုင်တယ်ဗျအဲ့တော့ကျွန်တော်တို့မျိုးတွေခုနကပြောသလိုပေါ့เนาะမေးလေးမေးရတဲ့မေးခွန်းလေးမှာဆိုရင်တော့လှုပ်ရှင်တဲ့ကိုတရားပြန်ဆွဲလို့ရတယ်တရားပြန်ဆွဲလို့တော့ရတယ်ဒါပေမဲ့ကိုကပါအမှားမှလည်းမလုပ်ထားဘူးသူ့ကို မတရားပါမှလည်းဆွဆွဲထားတာမရှိတဲ့အတွက်ကြောင့်ကိုပဲအမှုနိုင်ပါပဲဘယ်တော့ပဲကြကြပါပေါ့เนาะဒါကတော့ အဲတရားရုံးရောက်ပြီဆိုရင်တော့ကျွန်တော်တို့အမျိုးကြီးအားလုံးကအချိန်တော့ပေးရနိုင်မယ်ခင်ဗျအချိန်မပေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေမက်ဆန်ရတဲ့ခါကျရင်ဟိုကတော့အဲဘက်ဆန်ကြလိုက်ပြီဒါပေမဲ့ပေးမဲ့လူတွေကမရှိရောဘူးဆိုတဲ့ခါကျတော့အိမ်မှာခက်ကြုံရတဲ့အလုပ်သမားကြီးကုညီပေးနေတဲ့ဖွဲ့စည်းအများကြီးပဲကျွန်တော်တို့ဆိုရင်လက်တွေ့ပေါ့ဗျာနော်အလုပ်သမားကြီးကိုနှစ်ပေါင်း20နီးပါးတော့ကျွန်တော်တို့ကလောက်ကန်တယ်ဟိုတယောက်အနေနဲ့အတွေ့အကြုံအများကြီးနဲ့ကြုံခဲ့ရတာပေါ့နော်အဲ့တော့မျိုးတို့ကြီးလိုအပ်တဲ့အခက်ခဲဆိုရင်တော့လည်းကောင်း ော့မမီတို့သိကျင်တဲ့ဗီဒီယိုလေးတွေကိုဘယ်လိုလုပ်ပေးရမလဲဆိုတာကိုလည်း comment မှာလည်းရေးပေးနိုင်တယ်လို့ဗီဒီယိုတွေဒီအများအတွက်ကြိုးရှိတယ်ဆိုရင်တော့ပြန်လည်းမျှဝေပေးခြင်းအပြင်လည်းအချိန်ချင်းကူညီပေးနိုင်ပါတယ်ခင်ဗျာအားလုံးကံကောင်းကြပါစေเนาะ